ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီခါမှာတော့စာအုပ်နဲ့မြေခွက်နဲ့ပတ်သက်တဲ့စာသွေးချက်ကိုကျွန်တော်ပြပြပါမယ်ဆိုတော့ဒီခါလေးကြာရင်ကျွန်တော်တို့ကအာစာအုပ်တွေကကျွန်တော်တို့မြေခွက်ပေါ်မှာစောက်ရတာဖြစ်တဲ့အတွက်ဒါစာအုပ်ရောမြေခွက်ကောဒါဆက်သွယ်မှုရှိနေတာဖြစ်ပါတယ်ဆိုတော့ဒီခါလေးကြာရင်ကျွန်တော်တို့ကဟိုမှာအာ20 60ကျွန်တော်မြေခွက်ကိုဝယ်ယူလိုက်တယ်ဆိုပါစို့အာရှင်တွေအနေနဲ့ဆိုတော့ဒီမြေခွက်ပေါ်မှာပဲဒီဈေးပဲအတူတူပဲကျွန်တော်တို့ကဟိုဘက်ဒီဘက်ပေါ့လေ ဆိုတော့20 60နှစ်ကွက်ကိုကျွန်တော်တို့ပိုင်ရှင်တူတူစီကကျွန်တော်ဝယ်ယူလိုက်တယ်ဆိုရင်နော် location ကလည်းတူတူပဲနေရာလည်းဒီဒလန်ထဲမှာပဲကျွန်တော်ဝယ်ယူလိုက်ပေမဲ့စောက်တဲ့အစာအုပ်ပေါ်မူတည်ပြီးတော့ကျွန်တော်အများကြီးကြောင်းလဲသွားတယ်ဆိုတော့အဲ့လိုကြောင်းလဲသွားတာနဲ့အညီဒီရဲ့မြေခွက်ဈေးတံပေါ်ကကျွန်တော်တက်သွားတယ်နော်ဆိုတော့အစာအုပ်တစ်ခါကြရင်ကျွန်တော်တို့မြေခွက်ဒီခုနပြောသလိုနှစ်ကွက်ရှိတယ်20 60နှစ်ကွက်ပိုင်ရှင်နှစ်ဦးသူလည်းအိမ်ဆောက်တာပဲကိုလည်းအိမ်ဆောက်တာပဲဒါပေမဲ့တစ်ခါကြရင်ကျွန်တော်တို့က စောက်တဲ့အိမ်ပေါ်မူတည်ပြီးဒီအိမ်ကအာကေရှူတော့ရနော်ဒီဒီဇိုင်းပိုင်းအပြင်ဒီဇိုင်းပိုင်းအစွဲဆောင်မှုရှိတယ်လှပါတယ်နောက်တစ်ခုအခန်းဖွဲတွေလည်းကောင်းတယ်အသုံးဝင်တယ်နော်အဝေးယူသူတွေကြိုက်တယ်ပုံစံမျိုးရှိတယ်ဆိုရင်နော်ဟိုတင်းရဆောင်ဦးနှစ်ပတ်ခံခံပြီးယူနေမှုအစဉ်နဲ့ညီမဖို့ LMG မှာအနံလိုက်ပါမြန်နီမတူပဲအစားအုပ်ဒီဇိုင်းများကိုမတီးဆောက်ခင်ကလေးက animation ဖြင့်ပြည့်မြည့်ကြည့်နိုင်တော့ချောင်းစိတ်တန်းကြချင် ိုင်းင် PE certificate ရ Chief Engineer ကြီးမှစိုက်များတွင် စစ်စစ်ပြီးမှုအလုပ်သမားများနှင့်မလို့ထားပဲစိုက် engineer standby ထားရှိခြင်းကြောင့်တိစောက်တဲ့အပိုင်းမှာစိတ်ချရခြင်းလေပါများကိုတေချာတင်းချုပ်၍ကိုပိုင်အဖွဲ့ဖြင့်ဆောက်လုပ်ပေးတာဖြစ်သောကြောင့်တိစောက်တဲ့အပိုင်းမှာစိတ်ချရခြင်းအပိုင်းများတွင်တာဝန်ရှိသူများမှထိုက်ရိုက်ထင်ကျေးကြည့်ကြနိုင်အောင် CCTV များထားရှိမှုအင်ဆောင်ခြင်းနဲ့ customer client များကို LMG တင်းမှအစာအုပ်နှင့်ပတ်သက်၍တေချာစွာရှင်းလင်းပြသပေးခြင်းကြောင့်စိတ်တမ်းကျမှုရရှိပေခြင်း ဆောက်ဦးခံကံမှုကိုအမှတ်ခံပေးသော company grandy certificate ထုတ်ပေးခြင်း။တမန်ညွက်ွက်မှာစောက်ထားတဲ့ခုန20 60ကျန်းတဲ့ညွက်ွက်မှာစောက်ထားတဲ့အဆောက်ဦးထဲကိုဒီဘက်ကလှပတဲ့အဆောက်ဦးကသုံးဝင်တဲ့အဆောက်ဦးကနော်တန်ဖိုးတက်သွားတာဖြစ်ပါတယ်နော်။အဲဆိုတော့သူ့ကိုကျွန်တော်နေတာထိုင်ထိုင်တာပဲဖြစ်ဖြစ်သို့မဟုတ်သူ့မနေဖြစ်တော့ကျွန်တော်ပြန်ရောင်းမယ်ဆိုရင်ခုနခုဘက်မှာစောက်ထားတဲ့အကွက်ထဲကိုနော်ဒီဘက်ကအဒီကျွန်တော် စောက်လိုက်တဲ့ဟာကနော်ဟိုတန်ဖိုးတက်သွားတာဖြစ်ပါတယ်။ပို့ပြီးတော့ အယောင်းမြန်မြန်သွက်မယ်။နောက်ပြန်ပြီးတော့ပို့ပြီးတော့အာကျွန်တော်တို့ဟိုရောင်းအားပို့ကောင်းမယ်။နောက်တစ်ခုကပို့ပြီးတော့ဈေးပို့ရမယ်ပေါ့နော်။ဆိုတော့ဟိုမြေခွက်ချင်းရလေအတူတူပဲစောက်တဲ့ပမာဏဒီအကျယ်ဝန်းအစအတူတူပဲဆိုရင်တော့အာကျွန်တော်တို့စောက်လို့တဲ့ကုန်ကျစရိတ်အတူတူပဲဆိုရင်တော့ကျွန်တော်တို့ဒီဘက်ကအာကျွန်တော်တို့ဒီဇိုင်းလေးလှမယ်။နော်အစအဦးကလည်းအတရားစီးစနေနဲ့ကျွန်တော်စောက်ထားမယ်။အတွင်းခန့်ဝက်လေးပို့ကောင်းမယ်ဆိုခုနကကျန်တဲ့နောက်ဇာုပ်ဒီလုံးထဲကိုကျွန်တော်ပို့ပြီးတော့နော် အာဒီရောင်းမှန်းလှစေတယ်နောက်တစ်ခုကနေထိုင်မယ်ဆိုရင်လည်းနေထိုင်တဲ့သူရဲ့အာစိတ်ခံစားမှုပေါ့နော်အဲဒါကတော့အပြင်အကြည့်တာပေါ့နော်ပုံဝင်ကြီးကဒီလူရဲ့အာအဆင့်တန်းပေါ့နော်ဒီ lifestyle မှာကျွန်တော်တို့ပို့ပြီးတော့ထင်ဟမြင်သားစေတာဖြစ်ပါတယ်နော်ဒါကြောင့်ကျွန်တော်တို့ဟိုဘယ်အဆောက်အဦမှမစိုးဘူးကျွန်တော်တို့ကဘယ်မြေကွက်မှမစိုးဘူးကျွန်တော်တို့အဆောက်အဦစောက်တဲ့ချက် ကျွန်တော်တမိုးရှိအောင်ဆောင်လုပ်တင်တာဖြစ်ပါတယ်เนาะအဲကျွန်တော်တို့ဒါမြန်မာဗီဒီယိုထဲမှာကျွန်တော်ပြောပြနေတယ်ဒီဝန်ထက်တွေအင်းအောင်နေပါပြီ point of view ကအသေးစားလေးနောက်တစ်ခုကအစာအုပ်ကိုဒီစောက်တဲ့အချိန်မှာလည်းကျွန်တော် construction management နဲ့ကောင်းကောင်းနဲ့เนาะဒီလိုမျိုးနေထိုင်ခြင်းဖြင့်เนาะအလူကြီးမင်းတို့ရဲ့เนาะဘဝတသက်တာအတွက်ကိုเนาะ lifestyle မှာเนาะအဲ class တစ်ခုကိုเนาะဟိုကောင်းပြီးတော့ပို့ပြီးတော့ပုံဝင်ခြင်းကိုကျွန်တော်ပြသနေရလေးရောက်ပါတယ်เนาะဒါကြောင့် တို့အစအဦးတွေကိုစောက်တဲ့ချိန်မှာနော်မြေခွဲကိုလည်းအသေးချာရွေးချယ်ဖို့လိုသလိုနော်မြေခွဲရဲ့တန်ဖိုးဟာလည်းအစအဦးနဲ့တွားပြီးတော့အစအဦးရဲ့တန်ဖိုးနဲ့ချိတ်ဆက်နေတယ်ဆိုတော့ကျွန်တော်ပြောပြရင်းနဲ့ဆုံးသက်ပါတယ်ကျွန်တော်တင်နေဦးပါ LMG ရဲ့ founder ပါကျေးဇူးတင်ပါတယ်